မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှမ်းပြည်နယ်မြောက်ပိုင်းကအကြံဖတ်စစ်ကောင်စီရဲ့အရှိန်မြောက်တိုင်းစစ်ဌာနချုပ်တရှိရာလာရှုမြို့နယ်စစ်နမိုင်အကွာမှာပဲဒီကနေ့မွန်လယ်ပိုင်းကစပြီးတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီဆိုပါတယ်အကြံဖတ်စစ်ကောင်ဆောင်မင်းအွန်လိုင်းစိုးဝင်းအပါဝင်လူပုဂ္ဂိုလ်6ဦးကိုဖမ်းဝရမ်းထုတ်ဖို့အာဂျင်တီးနားအစိုးရရှေ့နေတွေကအာဂျင်တီးနားတရားရုံးကိုတင်ပြတောင်းခံလိုက်တဲ့ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ် အခုပထမဆုံးတင်ဆက်ပေးခြင်းတင်ကတော့အကြပ်ဖက်စစ်ကောင်းဆောင်မေအွန်လိုင်းဆိုဝင်းအပါဝင်လူပုဂ္ဂိုလ်6ဦးကိုဖမ်းဝရမ်းထုတ်ဖို့အာဂျင်တီးနားအစိုးရရှေ့နေတွေကအာဂျင်တီးနားတရားရုံးကိုတင်ပြတောင်းခံလိုက်တယ်လို့သိရပါတယ်အာဂျင်တီးနားနိုင်ငံရဲ့ကဘာလုံးဆိုင်ရာတရားစီရင်ပိုင်ခွင့်မူအရာမြန်မာနိုင်ငံမှာရိုဟင်ဂျာတွေအပေါ်လူမျိုးတုံးတပ်ဖြတ်မှုကိုစုံစမ်းစစ်ဆေးနေတဲ့အာဂျင်တီးနားအစိုးရရှေ့နေတွေကမြန်မာစစ်ကောင်းဆောင်တွေကိုဖမ်းဝရမ်းထုတ်ဖို့အာဂျင်တီးနားတရားရုံးကိုတင်ပြလိုက်ကြတယ်လို့သိရပါတယ်အဲ့ဒီမှာ အာဂျင်တီးနားအစိုးရရှေ့နေတွေကစစ်ကောင်းဆောင်မင်းအွန်လိုင်းဒုစစ်ကောင်းဆောင်ဆိုဝင်းဒုဘိုလ်ချုပ်ကြီးအောင်ကျော်ဇော့တိုင်းမူဘိုလ်ချုပ်မောင်မောင်ဆိုတက်မ33တက်မမှုဘိုလ်မူးချုပ်အောင်အောင်ရဲရရှိကျော်ရှင်နဲ့ကျေးရွာဥက္ကဋ္ဌအောင်ဆန်းမြဆိုသူတို့ကိုလူမျိုးတုံတက်ပြတ်မှုနဲ့ဖန်ဝရန်ထုတ်ဖို့အာဂျင်တီးနားတရားရုံးကိုတင်ပြထားတယ်လို့သိရပါတယ်။အဲဒီလိုအကြံပေးစစ်ကောင်းဆောင်မင်းအွန်လိုင်းဆိုဝင်းအပါဝင်လူပုဂ္ဂိုလ်6ဦးကိုဖန်ဝရန်ထုတ်ဖို့ကိစ္စဟာနောက်တစ်ဆင့်တက်သွားပြီ။ သူတို့ဂျူးလွန်တဲ့ရာဇဝတ်မှုတွေကနေလွတ်မြောက်နိုင်မှာမဟုတ်ဘူးဆိုတာကိုလေမြန်မာစစ်တပ်ကိုရှင်းရှင်းလင်းလင်းသတင်းစကားပေးပို့တာလည်းဖြစ်တယ်လို့မြန်မာရိုဟင်ဂျာအဖွဲ့ UK ဥက္ကဋ္ဌဦးထွန်းခင်ကပြောထားပါတယ်ခင်ဗျ။တစ်ဖက်မှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းကအကြံဖက်စစ်ကောင်စီရဲ့အရှိန်မြောက်တိုင်းစစ်ဌာနချုပ်တရှိရလာရှုံမြို့နယ်စစ်နမိုင်အကွာမှာပဲဒီကနေ့မွန်လွန်ပိုင်းကစပြီးတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီလို့ဒေသခံစစ်ရေးသတင်းရင်းမြစ်ကရန်ကုန်ခေတ်ကိုပြောပါတယ်။ဒီကနေ့ဇွန်လ29ရက်နေ့မွန်လွန်ပိုင်းကစပြီး လတ်ရှုံမျိုးနဲ့စနမိုင်းအကွာမှာမြောက်ပိုင်းညီတော်မဟာမိတ်၃ဘွဲ့နဲ့အချမ်းပါစစ်ကောင်စီတက်အကြတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီဆိုပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းကိုလတ်ရှုံမျိုးစင်တောင်းမှာအခြေစိုက်ထားတဲ့စစ်ကောင်စီတက်ကပါလက်နက်ကြီးပစ်ကူတွေအသေးအတန်ပေးနေရပြီ။လက်ရှိလတ်ရှုံမျိုးပတ်ပတ်လင်မာကညီတော်မဟာမိတ်၃ဘွဲ့ရဲ့တက်တွေဝိုင်းထားတယ်လို့လဲဒေသခံစစ်ရေးသတင်းရင်းမြစ်ကပြောထားပါတယ်။အဲ့ဒီလတ်ရှုံမျိုးကိုဇွန်လ30ရက်နေ့မှာ 630စစ်စင်ရေးအဖြစ်မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဘွဲ့ကတိုက်ခိုက်မယ်ဆိုတဲ့သတင်းတွေလည်းကြက်ကြဲပြန်ပြန်ထွက်ပေါ်နေပြီဒီကနေ့မော်လဝိုင်းမှာတော့လာရှိုမြို့အနီး12မိုင်အကွာမှာတိုက်ပွဲတွေစတင်ဖြစ်ပွားနေပြီလို့သိရပါတယ်ခင်ဗျတဆက်ထဲမှာပဲအချက်ဖက်စကောင်စီကလာရှိုမြို့နဲ့ဆက်သွဲထားတဲ့တံတား20ဆင့်အပါဝင်ရှမ်းမြောက်ကတံတား5ဆင့်ကိုမိုက်ခွဲဖြက်စီးလိုက်တယ်လို့ TNL ကသတင်းထုတ်ပြန်ထားပါတယ်2029စစ်စင်ရေးရဲ့အဆက်အဖြစ်ရှမ်းမြောက်မှာစစ်စင်ရေးစတင်ခဲ့တဲ့အချိန်မှာပဲ ဇွန်လ29ရက်နေ့ကလရှုမျိုးနဲ့ဆက်သွဲထားတဲ့မန်ဆန်ရေးကြတဒါနဲ့မန်ပွဲတဒါနှစ်စင်းကိုစစ်ကောင်စီတပ်ကမိုက်ခွဲဖျက်ဆီးခဲ့တယ်ဆိုပါတယ်အဲ့ဒီတဒါနှစ်စင်းဟာအများပြည်သူတွေအုံပြုနေတဲ့တဒါတွေသာဖြစ်ပြီးအဲ့ဒီလိုစစ်တပ်ကတဒါနှစ်စင်းကိုဖျက်ဆီးလိုက်မှုကြောင့်ဒေသခံပြည်သူတွေအတွက်သွာလာရေးနဲ့ရိတ်ခါတဲယူပို့ဆောင်ရေးတွေဟာရက်တန့်သွားခဲ့ရတယ်လို့သိရပါတယ်ဒါအပြင်စစ်စင်ရေးစတင်ခဲ့တဲ့ဇွန်လ25ရက်နေ့ကလည်းအချမ်းပါစကောင်စီဟာရှမ်းမြောက်ကအများပြည်သူအုံပြုတဲ့ခိုလေးအုပ်စုကခြေရွာတဒါ စွတ်လန်းတံတားအပအဝင်တံတားသုံးစင်းကိုလည်းမိုက်ခွဲဖျက်ဆီးခဲ့ပြီးစစ်ကောင်စီဟာလာရှုံမျိုးနဲ့ဆက်သွဲထားတဲ့အများပြည်သူအုံပြည့်ရတံတားတွေကိုရည်ရွယ်ချက်ရှိရှိမိုက်ခွဲဖျက်ဆီးနေတယ်လို့လည်း TNL ကထုတ်ပြန်ထားပါတယ်ခင်ဗျတဖက်မှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်ကရှုကင်းတာမရှိတဲ့အကြံဖက်စစ်ကောင်စီရဲ့ခလာရ146တပ်စခန်းကို DNL PTM မဟာမိတ်ပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ရမှာစစ်ကောင်စီတပ်သားမသာလောင်း၁၀လောင်းနဲ့လက်နက်ခဲယမ်းတွေပါတင်းစီရရှိထားတယ်လို့ DNL ကထုတ်ပြန်ထားပါတယ် ဒီကနေ့ဇွန်လ29ရက်နေ့မှာနောင်ချုံမြို့ပြမှာရှိတဲ့အချမ်းဖတ်စစ်ကောင်စီရဲ့လက်ကျန်ခမရ606တပ်ရင်းကို TNL PDF မဟာမိတ်ပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်နေပြီးတစ်ဖက်ကရှုကင်းသာမှာရှိတဲ့စစ်ကောင်စီရဲ့ခလာရ146တပ်စခန်းမှာလည်းတိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုပါတယ်။အဲ့ဒီခလာရ146တပ်စခန်းကတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားမပါလောင်းဆယ်လောင်းနဲ့လက်နက်ခဲယမ်းတွေကိုပါတော်လန်ရေးတပ်တွေကတင်စီရရှိထားတယ်လို့ TNL ကသတင်းထုတ်ပြန်ထားပါတယ်။ဒါအပြင်တပ်ဖက်ကမိုးမိတ်မြို့နယ်မှာလည အကြံဖတ်စကောင်စီရဲ့လွယ်ဝိန်တောင်ကစာကာခ21ခလာယာနှစ်နဲ့3ခမာယာ38တက်စကန်တွေကိုလည်း DNL PDM မဟာမိတ်ပူပေါင်းတက်တွေကဝင်ရောက်တိုက်ခိုက်နေပြီးတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါတယ်ခင်ဗျဒီတခါပဲခူးတိုင်းဘက်မှာလဲတဲကုံမြို့နယ်မှာအကြံဖတ်စစ်တပ်ရဲထွေးအုပ်နဲ့စီပင်တွေပါဝင်တဲ့မိုးရာသီလမ်းဘေးတစ်ပင်စိုက်ပျိုးပွဲမှာမိုင်းဆွဲခံရပြီးတော့စစ်သားသုံးဦးတွေကုန်ကြပြန်ပြီလို့3631 PPDF တရင်ရဲ့တာဝန်ရှိသူကရန်ကုန်ခေတ်တစ်ကိုပြောပါတယ် ဇွန်လ29ရက်နေ့ကပဲအချက်ဖတ်စကားဆောင်မင်းအောင်လိုင်းရဲ့စေခိုင်းမှုကြောင့်ဘကိုးတိုင်းတဲကုန်းမြို့နယ်ကဇီကုန်းကျေးရွာအနီးမှာအချက်ဖတ်စစ်တပ်ရဲထွေအုပ်နဲ့စီပင်တွေကလမ်းမေးတွေမှာတပင်းဆိုင်ပြိုးပွဲဆိုပြီးပြုတ်လုံနေကြတဲ့အချိန်တော်လန်ရဲတပ်တွေကအသင့်ထောင်ထားတဲ့အဝေးထိန်းမိုင်းတွေနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်ဆိုပါတယ်အဲဒီလိုတိုက်ခိုက်မှုအတွင်းစေကောင်းစီတပ်သား၃ဦးကတော့အသီးသီးသေကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါတော်တော်များသွားပြီး အဲ့ဒီဒဏ်ရာရတဲ့သူတွေကိုရွှေတောင်မြို့နယ်ကဂဒင်းတထောင်စစ်ဆေးရုံကိုပို့ထားကြတယ်လို့လဲ3631 PPDF တရင်ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့အချမ်းပတ်စစ်ကောင်စီလက်အောက်ခံအမှတ်နှစ်အကြီးစားဆက်မှုလုပ်ငန်းက CDN ဝန်ထမ်း106ဦးချေယူခဲ့တဲ့လစာနှစ်ဆချင်းငွေ3400နီးပါးကိုလက်ရှိစစ်ကောင်စီလက်အောက်မှာလုပ်နေတဲ့နန်းစီဒီယဝန်ထမ်းတွေကစိုက်ထုတ်ပြီးယော်ပေးရမယ်ဆိုပြီးတော့စစ်ကောင်စီကညွှန်ကြားလိုက်တယ်လို့သိရပါတယ် အကြံဖတ်စစ်ကောင်စီလက်အောက်ခံအမှတ်နှစ်အကြီးစားဆက်မှုလုပ်ငန်းကစီရင်ဝင်တဲ့106ဦးချေယူခဲ့တဲ့လစာနှစ်ဆချင်းငွေ3400နီးပါးကိုချင်းငွေလျှောက်တော်မှာအာမခံလက်မှတ်ရေးထိုးထားတဲ့လက်ရှိစစ်ကောင်စီလက်အောက်မှာလုပ်နေတဲ့နန်းစီရဲ့ဝန်ထမ်းတွေက site ထုတ်ပြီးရော်ပေးရမှာဖြစ်တယ်လို့အမှတ်နှစ်အကြီးစားဆက်မှုလုပ်ငန်းရဲ့ဥဆောင်ညွှန်ကြားရေးမှူးကဇွန်လ၄ရက်နေ့မှာလက်မှတ်ရေးထိုးပြီးညွှန်ကြားလာတယ်ဆိုပါတယ်အဲဒီလစာနှစ်ဆချင်းငွေစုစုပေါင်း3400နီးပါးကို အခုဇွန်လအတွင်းမှာပဲဌာနနဲ့စက်ယုံတွေအားလုံးကို အပိပေးသွင်းရမှာဖြစ်တဲ့ဆိုပြီးစစ်ကောင်စီကစာနဲ့တကွာထုတ်ပြန်ညွှန်ကြားထားတာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာဒီတစ်ခါဆက်ချင်တာကတော့မြန်မာနိုင်ငံမှာစေဝါပြက်လက်မှုတွေဖြစ်ပွားနေပြီစေဝါဈေးနှုန်းတွေဟာလည်းဆယ်ဆကြော်အထိမြင့်တက်လာပြီလို့စေဝါတင်သွင်းတဲ့ကံပြီးအချို့ကပြောပါတယ်လက်ရှိပြည်တွင်းကစေဝါဈေးကွက်မှာပြည်ပကနေစေဝါတင်သွင်းမှုဒေါ်လာရှားပါလာမှုနဲ့စစ်ကောင်စီရဲ့အမျိုးမျိုးသောနိုင်ငံခြားငွေကြေးထိန်းချုပ်မှုတွေကြောင့် စေဝါပြက်လက်မှုတွေဖြစ်ပွားနေပြီစေဝါဈေးနှုန်းတွေဟာလည်းဆယ်ဆကျော်တဲ့အထိမြင့်တက်လာနေပြီလို့ဆိုပါတယ်အရင်ကစေဝါဈေးကွက်မှာဆယ်လုံးစစ်တကက်ကို12000 13000ဝင်းကျင်တာရှိတဲ့စေဝါအမျိုးအစားတွေဟာအခုဆိုရင်တကက်ကိုတသိန်းကျော်တဲ့အထိဈေးတက်သွားသလိုအရင်က9000ဝင်းကျင်လောက်သာရှိတဲ့စေဝါတွေဟာလည်းအခု6000ကျော်အထိဈေးတက်သွားပြီအဓိကပြပကနေတင်သွင်းတဲ့စေဝါအရေးအတွက်တွေညော့နေလာတာကြောင့်ဖြစ်တယ်လို့သိရပါတယ်အဲ့ဒီလိုစေဝါပြက်လက်နေတဲ့အထက်မှာအဆိုးဆုံးဖြစ်နေတာက ကြောက်ကဆေးတဲ့ဆေးဝါးပစ္စည်းတွေပြက်လက်နေတဲ့အတွက်ကြောက်ကနာတာရှိလူနာတွေဒုက္ခရောက်နေကြပြီကြောက်ကဆေးတဲ့စင်တာတချို့ပါပိတ်ထားရတဲ့အခြေအနေတိဖြစ်နေသလိုတစ်ဖက်မှာလည်းစီဂျိုသွေးတို့သမားတွေနေ့စဉ်တောက်တုံးရတဲ့သွေးထိန်ဆေးနဲ့စီဂျိုထိန်တဲ့ဆေးဝါးတွေလည်းဈေးကွက်ထဲမှာပြက်လက်နေပြီလို့သိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ